အရေးမကြီးပါနဲ့ဈေးကြီးနေတဲ့ပစ္စည်းများနံပါတ်1အင်သာသုံးဆက်ကူပင်ဆေးတာရင်တူရင်တော့သူများထက်တစ်ဆင့်ပုံမြင့်နေတဲ့သူတွေအတွက်အင်သာသုံးဆက်ကူတစ်မျိုးနဲ့မိတ်ဆက်ပေးခြင်း၂၄ကာရက်ရှိတဲ့ရွှေအပြည့်နဲ့ပြည့်လုပ်ထားပြီးတော့ရှားပါးတစ်မျိုးကနေထုတ်တဲ့အင်သာသုံးဆက်ကူပဲဖြစ်ပါတယ်မျက်နှာပြင်ချောမွေ့ပြီးတော့အလှသုံးလာအထိပါဝင်တဲ့အတွက်ရေဆိုပြီးပြဲသွားမှလည်းစိတ်ပူစရာမရှိပါဘူးရှူရံဝင်ပါနေတဲ့တ िश ူလေးကြီးကအင်သာနဲ့ဝင်လိုက်တာနဲ့ကိုဖက်ဖိတ်တော့ခမ်းနားနေမှာဖြစ်ပါ။ဒါပေမဲ့ပေးရတဲ့ဈေးကတော့အင်သာနဲ့ထားရမယ့်စာအေခံနဲ့အလှပြထားရမယ့်ဈေးမျိုး။ တလိပ်သေးကိုပဲဒေါ်လာတစ်သိန်းငယ်ဝင်ချင်ကြတင်มาဖြစ်ပါတယ်အဲဒါတို့တက်နိုင်နေဆိုရင်တော့မဝေချင်တိုင်းဝယ်လို့ရအောင်မှာမဟုတ်သေးပါဘူး limited edition ဖြစ်လို့အရေအတွက်အကန့်အသတ်နဲ့ပဲထုတ်ထားတာဖြစ်ပါနံပါတ်1 Prada clip ဒီစာမျက်နှာတဲ့ clip ကတော့နည်းနည်းရေး clip မဟုတ်ဘဲနဲ့ Prada ကနေထုတ်ထားတဲ့ clip ပါ Prada ဆိုတာတော်ရုံလိုအနားမကပ်နိုင်တဲ့ brand ဖြစ်ပြီးတော့နှစ်ပေါင်း100ကျော်တက်တန်းရှိပြီဖြစ်တဲ့ Italy luxury brand တစ်ခုဖြစ်ပါတယ်။တခါတော့က Prada company ကနေဒေါ်လာ2000တန်ကျေးရှိတဲ့ရုံသုံး paper clip တွေကိုရောင်းချခဲ့ပါတ ကလစ်တစ်ခုလုံးကိုငွေအစစ်နဲ့ပြုတ်လုထားပြီးတော့တထောက်ကို10ခုပဲပါဝင်มาဖြစ်ပါတယ်အဲဒီကလစ်တွေကိုတချို့ကလည်းငကတ်တွေလုံးဝကြတယ်လို့တချို့ကလည်းစပယ်မှာညှက်ဖို့အသုံးပြုကြပါတယ်ဒါပေမဲ့ဒေါ်လာ2000ဆိုတာ iPhone အသစ်ဝယ်မယ်ဆိုရင်တော့နှလုံးလောက်ဝယ်လို့ရနေတာဖြစ်ပါတယ်။အဲတော့ clip တွေရှောက်ဝယ်နေမယ်ဆိုတာ second pro max လေးဝယ်ပြီးတော့မုတ်တာပတ်စားလိုက်ကြဖို့အကြံပေးစီ။နံပါတ်3 luxury ရေခဲတော့ Glasser Lesery လို့ခေါ်တဲ့ဈေးကြီးတဲ့ရေတွေရောင်းတဲ့ကုမ္ပဏီတစ်ခုကလက်နက်ပြုတ်ထားတဲ့ handmade ရေကဲတုံးတွေထုတ်ရောင်းခဲ့ပါတယ်။ဒီရေကဲတုံးတွေကပုံမှန်ထက်လဲပိုလှပြီးတော့စတူရန်ဆိုရင်လဲစတူရန်ပုံစံအတိအကျဖြစ်ပါတယ်။ ပုံမှန်ရေခဲလုံးတွေထက်လည်းအေးဓာတ်ပိုချရှေခံပြီးတော့တတုံးကိုတနာရီလောက်အထားခံတယ်လို့ဆိုပါတယ်။အနောက်နိုင်ငံကပတ်စံကိုထားစရာမရှိအောင်ချမ်းသာတဲ့ပုံကိုယ်တွေကတော့ဒီလိုရေခဲမျိုးတွေဝယ်သုံးတယ်လို့ဆိုပါတယ်။တတုံးကိုပဲမြန်မာငွေ12သိန်းလောက်ကြာတင်ပြီးတော့ဆယ်တုံးဝယ်ရင်တတုံးလက်ဆောင်ပေးဦးမှာဖြစ်ပါတယ်။ရေခဲတထုပ်ဝယ်ပြီးတော့900လောက်ဆူတောက်နေတဲ့သူတွေကတော့ဒီပို့စ်လေးကိုကြော်သွားလို့ရပါတယ်။နံပါတ်၄ဂိုးလက်ကိုကဘာမှာဈေးကြီးဆုံးလက်ကိုအယုတ်က Star Wars ဗမန်းတွေတစ်ခုမှမဟုတ်ပါဘူး။ ခုမြင်နေရတဲ့ရွှေတုံးလေးကမှကဘာစီအကြီးဆုံး logo အယုတ်ဖြစ်ပါတယ်။ logo ဆိုတာကဘာပေါ်မှာနာမည်အကြီးဆုံးအယုတ် brand ဖြစ်ပြီးတော့ Sharpa logo အယုတ်တွေဆိုရင်ဒေါ်လာတောင်းနဲ့ချီပြီးတော့တန်ဖိုးရှိပါတယ်။ဒါပေမဲ့ဒီတစ်ခုကတော့ Sharpa ဆိုတဲ့ဟာတွေထက်ကိုဈေးကြီးပြီးတော့ logo company ကနေအကန့်အသတ်နဲ့ထုတ်ထားတဲ့အတုံးတွေဖြစ်ပါတယ်။ ဆလေးကောက်ရဲရှိတဲ့ရွှေအတိနဲ့ပြည့်လုပ်ထားပြီးတော့တဒုံးကိုဒေါ်လာ3သိန်းကျော်တန်ဖိုးရှိပါတယ်။အဲ့တနည်းအားဖြင့်ပြောရရင်ရွှေတုံးအစစ်ကိုမှလကုအယုတ်ပုံစံပြည့်လုပ်ထားတာ။ဒါကြောင့်ရွှေရလဲစုကျင်တယ်။ကလေးစိတ်ကလည်းမကုံသေးဘူးဆိုရင်တော့ဒီလိုရွှေတုံးမျိုးဝယ်ကြဖို့အကြံပေးခြင်း။နံပါတ်5တိဘတ် လာတောင်းနဲ့အိတ်လို့ပြောလိုက်ရင်အများစုကပတ်စံအိတ်ကိုပဲပြင်းမြင်ကြမှာဒါပေမဲ့ဒီဒလာတောင်းနဲ့အိတ်ကတော့လက်ဖက်ချောက်ထဲတဲ့အိတ်ဖြစ်ပါလက်ဖက်ချောက်ထဲတဲ့အိတ်ကိုမှစိန်စီထားတာဖြစ်ပြီးတော့ PG Tips လို့ခေါ်တဲ့လက်ဖက်ရည်ကုမ္ပဏီတစ်ခုကနေ86နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်စိန်လုံးပေါင်း180ဒီထည့်သွင်းထားပြီးတော့ဒလာတောင်းလေးတောင်ကျော်ဒီတန်ဖိုးရှိရလို့ဆိုပါတယ်ဒါကြောင့်စိတ်ပိုင်ရဲ့လက်ဖက်ချောက်ထဲတဲ့အိတ်ကိုပါလေပင်ဆွဲလာခဲ့လို့ရပါတယ်အဆုံးလေးကြည့်ပြရအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်